British Anime မင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရှင် British တွေကတော့တင်ဆက်ပေးမယ်တရင်ကြောင်းတွေကတော့တနိုင်ငံလုံး AO channel ကနေဒီဥစ္စာမီနီမီချူလေးရဲ့အကြောင်းတွေပဲဖြတ်ပါရယ်မင်္ဂလာပါ British တွေချူလေးက MITV4 မှာတဆင့်ချင်းကြိုစားလာရဲ့အခုဆိုရင်တော့ Academy စုကြည်ကိုရရှိသွားပြီဖြစ်ပါရယ်တခြားသောမီနီမီတွေနဲ့မတူတာကတော့ချူလေးကမဟုတ်မခံစိတ်ထားလေးရှိပြီးသူကိုလာပြောတဲ့သူကိုပက်ကနေပြန်ပြောတတ်တာပဲဖြစ်ပါရယ်တချို့တွေကချူလေးရဲ့အကောင့်အစင်မှာဟုတ်ရလား လို့ထရလာအောင်စွာတတ်တဲ့သူဖြစ်ပါလေ။ချူလေးကတချင်ကတော့အင်းထောင်ရှိတဲ့အမျိုးသားတယောက်နဲ့တွဲခက်ဖူးပြီးမဖြစ်နိုင်တော့လို့လန့်ခွက်လိုက်ရပါတယ်။ အင်ထောင်ရှိတဲ့အမျိုးသားကိုမင်းမကောင်းတွေကမပတ်သက်ပေမဲ့ချူလေးတို့ကဈေးဝယ်စင်တာမှာတော့အနမ်းတွေပေးနေခဲ့ကြတာဖြစ်ပါတယ်။အဒီနောက်မှာတော့လမ်းခွဲလိုက်ချပြီးတယောက်တည်းတောက်ပနေတဲ့ချူလေးကသူ့ကိုလာပြောရင်လည်းဆက်ဆက်ထိမခံဖြစ်လာခဲ့ပါတယ်။အခုလဲဇလန်တွေအစ်စ်ကိုတင်နေတဲ့အချိန်မှာချူလေးကဝေဖန်သူတွေကိုရဆယ်မရှိအောင်ပြောနေတဲ့သူဖြစ်ပါတယ်။သူကိုဝေဖန်နေတဲ့သူကိုအောက်တန်းစားအော်လီတေချင်းဆိုအဖေမရှိတဲ့အကောင်ဆောင်တဲ့စကလုံးတွေနဲ့ပြောနေလို့အားလုံးကအံ့ဩနေကြတာဖြစ်ပါတယ်။နံပါတ်ဂျီ ြီးမင်းသမီးဆိုတဲ့ဂုံကိုတော့မထဲမဲ့ပြန်ပြောနေတာဖြစ်လို့ချူလေးကအရန်ကိုရိုက်နေဆိုပြီးလက်ခံသွားကြတာဖြစ်ပါတယ်။ချူလေးကသူ့ကိုဝေဖန်နေတဲ့သူတွေကအားပေးသူမဟုတ်ပဲသူ့ရဲ့ပြိတ္တအစ်စ်အမန်းဆိုရင်မွေဖန်ဘူးလို့ဆိုချပါတယ်။ပြိတ္တမစစ်မှန်တဲ့သူတွေကပဲလာပြောကြတာဖြစ်လို့အကောင့်အစ်စ်နဲ့အရာဆရာမရှိအောင်ပြောဆိုနေခဲ့တာဖြစ်ပါတယ်။ချူလေးကအစင်မပြေတဲ့ဘဝကနေရောက်လာခဲ့တာဖြစ်ပြီးဘဝကအကြမ်းတမ်းခဲ့ပါတယ်။တချို့တွေကဘွားကကြမ်းပေးမယ်နှုတ်ကချူတာပေးမယ်ချူတွေကတော့ဘွားရောနှုတ်ရောကြမ်းနေခဲ့ပါတယ် နမဲကြီးမင်းတမီတယောက်ကဒီလောက်ထိပြန်ပြောမယ်လို့မထင်ထားခဲ့ကြပဲအားပေးမဲ့သူတွေတောင်ရော့လာပါပြီဖြစ်ပါတယ်ချူလီကအကယ်ဒမီရပြီးမှပြောင်းလဲသွားပြီးမတူတလို့မတန်တလို့ဆက်ဆံတတ်တဲ့စိတ်ရင်းတွေလည်းပေါ်လာခဲ့တာဖြစ်ပါတယ်ချူလီကစိတ်ခံစားချက်ကိုဦးစားပေးလို့ရှိပြီးဆက်ဆက်ထိမခံပြန်ပြောတတ်လို့မကြာခဏလည်းအဆက်ကွဲရတာဖြစ်ပါတယ်အခုခါလဲ ခြူလေးကသူ့ကိုဝေဖန်ရင်တော့အရင်တည်းရိုင်းဆိုင်တဲ့စကားလုံးတွေနဲ့ပြောဆိုသွားအောင်မှာပဲဖြစ်ပါရယ်။နိုင်ငံသားမှာတော့အမှုပညာရှင်တွေကနာမည်ပြတ်သွားရင်ဆက်လက်ရက်တိလို့မရပေမဲ့မြန်မာနိုင်ငံတော်မျက်နှာပြောင်းဖို့ပဲလိုအပ်တာဖြစ်ပါရယ်။အစဲခံရတဲ့အောင်မြင်လေးဆိုတဲ့စိတ်ထားကိုလက်ကင်ထားတာကြောင့်ခြူလေးကတော့ဆိုရှယ်မီဒီယာမှာတောင်းဟမ်ဆောင်နိုင်အောင်ကြမ်းတမ်းနေတာပဲဖြစ်ပါရယ်။